ရွှေဆန်တွေတခါတော့ကအမျိုးသမီးတယောက်သားကလေးမွေးတဲ့အနှီးထုပ်ကိုဖြည့်ကြည့်လိုက်တော့ကလေးမှာနရွက်နှစ်ဖက်မပါဘူးတဲ့ကလေးကနရွက်နှစ်ဖက်မပါအင်္ကာမစုံပေမဲ့အချားအယုံတော့မချို့ရင်းဘူးတဲ့တနေ့မှာတော့ခြာတိတ်လေးဟာเจ้าကနေအမောတကောပြန်ပြေးလာပြီးသူ့မိမိရဲ့ရင်ခွင်ထဲကိုပြည့်ဝင်လိုက်တယ်။ဒါကိုတွေ့တော့သူ့မိမိက တပ်ပြင်းရှည်ချရင်သူ့သားခမရင်နာစရာတစ်ခုခုတော့ကြုံလာပြန်ပြီဆိုတာသိလိုက်တယ်။ကောင်လေးကသူတွေ့ကြုံခဲ့ရတဲ့ရင်နာစရာအဖြစ်ကိုပြန်ပြောပြတာပေါ့။ဟိုဟိုကောင်ကြီးကြီးတွေကတားကိုနှဒုံနှဒုံနဲ့ခေါ်ကြတယ်မေမေလို့ပြောတယ်။ကောင်လေးကကံမကောင်းရှာပေမဲ့ရုပ်ကတော့တော်တော်ချောတယ်တဲ့။သူ့အကြီးအချင်းအရအတန်းကောင်းဆောင်ဖြစ်နိုင်ပေမဲ့နရွဲ့နှစ်ဖက်ပါမလားလို့ မရွေးချယ်ကြဘူး။ကောင်လေးဟာစာပေနဲ့ဂီတကိုလိုက်စားတယ်။သူ့အမေကတော့သားကလေးကိုတခြားသူတွေနဲ့ရောရောနှောနှောနေဖို့ပြောတယ်။ပြောတာပြောရတာသူ့ရင်ထဲမှာတော့သားကလေးနီးတူ နာကျင်မှုတွေနဲ့ပေါ့။သူ့အဖေကဆရာဝန်ကြီးကိုကောင်လေးရဲ့နရွက်ကိစ္စကုသလို့ရမလားတိုင်ပင်မေးမြန်းတယ်။တခြားတူဦးကနရွက်လူမဲဆိုရင်တစ်ပင်တွေ အကိုင်းကူးဆက်တယ်လို့ နေရွက်တက်ပေးလို့ရနိုင်တယ်လို့ဆရာဝန်ကြီးတွေကပြောကြတယ်။နေရွက်အလူရှင်ကိုရှာတာနှစ်နှစ်ကြာကြတဲ့အထိအလူရှင်မပေါ်ဘူးတဲ့။တနေ့မှာတော့ကောင်လေးရဲ့အဖေကတားရီစေးယုံကိုအဖေတို့အမေတို့နဲ့တွားကြစို့။တားအတွက်လိုအပ်နေတဲ့နေရွက်ကိုလှူမဲ့သူရှိလာပြီ။ဒါပေမဲ့လျှော့ဝှက်ကိစ္စတော့လို့ပြောတယ်တဲ့။ခွဲစိတ်ကုသမှုဟာအံ့ဩဖွယ်ကောင်းလာအောင်အောင်မြင်တယ်။ကောင်လေးဟာ လူသစ်တယောက်အဖြစ်ထက်မှန်မွေးဖွားလိုက်တယ်လို့ပဲကောင်လေးရဲ့အရေးအသွေးတွေဟာဖူးပွင့်လာပြီးတကယ့်ပါရမီရှင်ဖြစ်လာတယ်ကောလိပ်ကျောင်းမှာလူရည်ကျွန်ဖြစ်လာတယ်အိမ်တော်ကြပြီးတော့တန်တမန်အလုပ်ဝင်လုပ်တယ်ကျွန်တော်အတွက်အင်မတန်ကြီးမားတဲ့စွန့်လွတ်မှုပြုတ်ပေးခဲ့သူဟာဘယ်သူလဲဆိုတာကျွန်တော်သိရမှဖြစ်မယ်ကျွန်တော်ကသူ့ဂျေဇူးကိုဘာမှမတုံ့ပြန်ရသေးဘူးလို့သူ့အဖေကိုပြောတယ်လျှော်ဝဲချက်ကတော့ တူတူတိတ်တိတ်ထိမ့်သိမ့်ထားဆဲပဲဒါပေမဲ့လည်းတနည်းနည်းဆိုတာကတော့ရောက်ရှိလာစမြဲပဲအဲ့ဒီနေရာတော့ကောင်လေးဘဝမှာကန်ဆိုးမိုးမောင်ကြရတဲ့နေကောင်လေးဟာလောကဒဏ်ကိုအန်ကျိတ်ခံရတဲ့နေပေါ့ကောင်လေးနဲ့သူ့အဖေဟာ သူ့အမေရဲ့ခေါင်းတလားရှိမှာအတူတူရက်နေကြတယ်ကောင်လေးအဖေကသူ့ဇနီးရဲ့ထူထဲပြီးညိုမောင်နေထွေးတဲ့ဆန်ရွယ်တွေကိုအင်မတန်ယွရစွာ ဖြင်းညင်းညင်သာစွာပြင့်ယူလိုက်တဲ့အခါကောင်လေးအမေမှာနရွက်တွေမရှိတာတွေ့ရတယ်။ကောင်လေးရဲ့အမေကသူ့စပင်ကို ဖြတ်ခွင့်မပြုဘူး။မင်းအမေမှာအလှပယော့နေတယ်လို့ဘသူကမှထင်မှာမဟုတ်ပါဘူးနော်လို့ကောင်လေးအဖေက လေတံတက်တဲ့နဲ့ပြောတယ်။အလှစစ်ဟာအရေးပြားအတထောက်စာမှရှိတာမဟုတ်ဘဲနှလုံးသားထဲမှာရှိတာပါ။ယန္တနာအစစ်အမှန်ကို အလွယ်တကူမမြင်တွေ့နိုင်တယ်လို့ အလှဆင်ဟာလဲသိလွယ်မြင်လွယ်တာမဟုတ်ဘူးသူလှုပ်ဆောင်ချက်ထဲမှာအလှအပတွေတည်ရှိတယ်ဒါပေမဲ့လူတွေကတော့သိခြင်းမှသိကြမှာပေါ့